စိတ်ဖြူရှင်မှလာရင်ဘဝလည်းဖြူရှင်တဲ့ဘဝလို့ဆိုနိုင်တာဘဝမှာရုပ်နဲ့စိတ်နဲ့ဆိုရင်ဘယ်ဟာကအဓိကကြလဲလို့မင်းစိတ်ကပို့ပြီးတော့အဓိကကြတယ်ပို့ပြီးတော့လည်းပဲအရေးကြီးတယ်ပေါ့ဟုတ်လားရူပေနတန်ကိလေထေနတန်ကိလေတန်တိမာနဝါရူပေသုတ်တေဝိသုဇံတိအတ္တခါတမဟေတိနာဒိဗေယဘာပြောလဲဆိုတော့ ရုပ်တွေညှဉ်းနှံလို့တတ္တဝါတွေညှဉ်းနှံရတယ်ရုပ်တွေစင်ကြယ်လို့တတ္တဝါတွေစင်ကြယ်ရတယ်လို့မြတ်စွာဘုရားမဟောပါဘူးတဲ့ဟုတ်လားရုပ်ညှဉ်းနှံလို့တတ္တဝါညှဉ်းနှံရတယ်ရုပ်စင်ကြယ်လို့တတ္တဝါစင်ကြယ်ရတယ်လို့အဲ့လိုမြတ်စွာဘုရားမဟောဘူးတဲ့စိတ်ဒေနာတန်ကိလေထေနာတန်ကိလေတန်တိမာနဝစိတ်ဒေတုတ်ဒေဝိတုဇံတိဣတိယုတ်တမဟေတိနာစိတ်ဒီညှဉ်းနှံလို့တတ္တဝါညှဉ်းနှံရတယ် စိတ်တွေဖြူရှင်လို့တတ္တဝါဖြူရှင်ရတယ်အဲဒါလို့သာမြတ်စွာဘုရားဟောပါလေတဲ့အလွန်ကောင်းတယ်နော်ယုံညင်နွမ်းလို့တတ္တဝါညင်နွမ်းရတာမဟုတ်ရုပ်စင်ကြယ်လို့လည်းတတ္တဝါစင်ကြယ်သွားတာမဟုတ်ဘူးရုပ်တွေဘလောက်ပဲညင်နွမ်းညင်နွမ်းဓမ္မမဟုတ်ရုပ်တွေဘလောက်ပဲစင်ကြယ်စင်ကြယ်တတ္တဝါကိုညင်နွမ်းအောင် စင်ကြယ်အောင်တကယ်တမ်းမလုံနိုင်ဘူးပေါ့ဒါပေမဲ့လို့စိတ်တွေညင်နွမ်းမယ်ဆိုရင်တော့အဲ့ဒီတတ္တဝါတကယ်ညင်နွမ်းမီး စိတ်တွေစင်ကြယ်မယ်ဆိုရင်လည်းအဲ့ဒီတတ္တဝါတကယ်စင်ကြယ်ပြီအဲ့ဒါလိုမြတ်စွာဘုရားဟောတယ်တဲ့ဟုတ်လားဒါကြောင့်စိတ်ကိုဖြူရှင်ဖို့တန်ရှင်ဖို့ကြီးညော်ကင်းဖို့အညစ်အကြေးကင်းဖို့ဘုံဘုံတို့တွေဟာမြတ်စွာဘုရားသင်ပြထားတဲ့မှန်ကန်တဲ့နိလန်းများကိုအသုံးပြုပြီးတော့ကြိုးစားကြရမယ်ပေါ့ဘာဖြစ်လို့လဲဆိုတော့စိတ်ဖြူရှင်ဖို့ကအလွန်အရေးကြီးလို့လောက်ထိအရေးကြီးလေဘုံဘုံတို့ဝဋ္ဌသုတ်တံဆိုပြီးတော့ မူလပဏာတပါဠိတော်ထဲမှာမှတ်တမ်းတင်ထားတာရှိတယ်။အဲ့ဒီသုတ်တန်ထဲမှာဗာပြောထားလဲဆိုတော့ယန်းတို့တဲ့။เนาะကြီးတွေညော်တွေတင်းနေတဲ့အညစ်အကြေးတွေပေးကျန်းနေတဲ့အဝတ်ပေါ်ကို ပကြီးဆရာဟာတုတ်ကြိုက်တဲ့ဈေးရောင်ခြေလို့မရနိုင်ဘူးတဲ့။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီအဝတ်ကိုကစားညစ်နေလို့ဟုတ်လားအနီရောင်တင်လိုက်လို့လည်းပဲအနီရောင်ပြီးပြီးပြင်ပြင်ဖြစ်လာမှာမဟုတ် အဝါရောင်တင်လိုက်လို့လည်းအဝါရောင်ပြီးပြီးပြင်းပြင်းဖြစ်လာမှာမဟုတ်ဘူးအောက်ခံအညစ်တွေနဲ့ရောပြီးတော့သူထွက်ချင်တဲ့အကြောင်းတွေထွက်လာအဲ့ဒါလိုပဲတဲ့ညင်နွမ်းနေတဲ့စိတ်နဲ့မတန်ရှင်းမစင်ကြဲတဲ့စိတ်နဲ့ကောင်းမွန်တဲ့မြင့်မြတ်တဲ့ဘဝကို မရောက်နိုင်ဘူးတဲ့ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီအစွမ်းတတ္တိရှိတဲ့စိတ်ကိုကစားဘာဖြစ်နေလို့တော့ညင်နွမ်းနေလို့တဲ့ပြတဲ့ဥမာလေးကောင်းနော်အဲ့ဒါလိုပဲစန့်ကျင်ဘက်အနေနဲ့ အဝတ်ကလေးကဖြူရှင်တန့်ရှင်းနေမယ်ဆိုရင်ပကြီးစရာအဲ့ဒီအဝတ်ဖြူလေးပေါ်မှာသူကြိုက်တဲ့ဆေးရောင်ကိုခြေလို့ရတယ်တင်လို့ရတယ်နော်အပြာရောင်လေးတင်လိုက်ရင်လည်းအပြာရောင်တန့်တန့်လေးဖြစ်သွားတယ်ကြိုက်တဲ့ဆေးရောင်ကိုကြိုက်တယ်လို့ခြေလို့ရတယ်ဘာဖြစ်လို့လဲဆိုတော့အောက်ခံအဝတ်ကဖြူရှင်းနေလို့အဲ့လိုပဲဖြူရှင်းတန့်ရှင်းနဲ့စိတ်ဖြစ်တာလေမြင့်မြတ်တဲ့ကောင်းမွန်တဲ့ဘဝကိုရောက်နိုင်တာရနိုင်တာဟုတ်လားဘုံဆိုဖြူရှင်းတန့်ရှင်းနေတဲ့စိတ်က မြင့်မြတ်တဲ့ကောင်းမွန်တဲ့ဘဝကိုပို့နိုင်တဲ့အစွမ်းရှိလို့ပေါ့အဲ့ဒါမြတ်စွာဘုရားကအဲ့ဒီတုတ်တံမှာနှစိတ်ကိုညင်နွမ်းအောင်လှုပ်တတ်တဲ့အရာတွေဟာဘယ်အရာတွေလဲဆိုတာကိုဖြူစင်တန်ရှင်းစီဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့မြတ်စွာဘုရားဟောပြခဲ့တာရှိတယ်အဲ့ဒီတုတ်တံထဲမှာမြတ်စွာဘုရားကစိတ်ရဲ့အညစ်အကြေးဆိုတာ16မျိုးတောင် ရှိတယ်ဆိုပြီးတော့ဟောခဲ့တယ်ဟုတ်လားနံပါတ်1အဘိဇာတဲ့နော်တို့ဘာပစ္စည်းမတရားလိုခြင်း တသမြအင်ပြေးနောမြင်ရင်မတိမတာဝမ်းသာလုလို့ာလုလို့ ਨੇ ကိုရခြင်းနောတွရှိတ်တသမြပစ္စည်းကိုရခြင်းနောရှိ်ဟု်လာအဲ့ဒါကိခေါ်တော့အိဇာနောက်ဝိတမလောဘတဲ့ဒါကတော့တော်တော်ကိုစိုးသွားတယ်မတရားသဖြင့်ကိုမမောတာရခြင်းတာဟုတ်လားနောက်ပြီးတော့ဘုံဘုံတို့ဗျာပါရတဲ့သူများကိုပျက်စီးစေလိုတဲ့သဘောပေါ့ဒါစိတ်ရဲ့အငြိအကျေးနောက်ကောဒတဲ့အမျက်ထွက်တာနော်စိတ်ထဲမှာ မကြည်မနှက်နဲ့ဒေါသအပြော့သားလေးလို့လဲဆိုနိုင်မယ်ပေါ့နော်။နောက်ဥပာဥပနာဟနော်ဥပနာဟဆိုတာရံညိုးဖွဲ့တဲ့သဘော။နော်ရံညိုးဖွဲ့တာ မကြည်နိုင်မချမ်းနိုင်။နော်စိတ်ထဲမှာဒီမကြည်နဲ့ဆရာကိစ္စကိုတိမ့်ပြီးတော့တစ်ချိန်ကြရင်တော့ငါကြောင့်သိစေမယ်ဆိုတဲ့သဘောမျိုးပေါ့နော်။နောက်မက်ခတဲ့သူတို့ဘာရဲ့ဂုံကျေးဇူးကိုဖျက်ဆီးတာ။သူများကောင်းကြောင်းမပြောနိုင်တာ။တိရဲ့နဲ့ အတိအမှတ်မပြုတ်နိုင်တာသူများကောင်းတာဟုတ်သူများကိုယ့်ဘောကောင်းတဲ့ကျေးဇူးတရားတွေကိုလည်းပဲနော်ခြေဖြတ်တာမတိကျန်ဆောင်တာမခဆိုတာသူများရဲ့ဂုံကျေးဇူးကိုခြေဖြတ်တယ်ဆိုပြီးတော့ဒါစိတ်ရဲ့အငြိအကျေးတစ်မျိုးပေါ့နော်နောက်ပလာတတဲ့အဲ့ဒါကဂုံတုဂုံပြိုင် နေရာတက သူများနဲ့ရှင်ချင်းနေတာပေါ့နော်ဂုံတုဂုံပြိုင် စိတ်တွေများနေတာအဲ့ဒါလည်းပဲစိတ်ရဲ့အငြိအကျေးတဲ့နောက်အိတ်တာမနာလိုတဲ့သဘော မစ္စရိယဝန်တိုတဲ့သဘောဒါရီယာစိတ်ရဲ့အညစ်အကြေးတွေပဲတဲ့နောက်ပြီးတော့မာယာတာထေရတဲ့နှလုံးတွဲလေးနော်မာယာဆိုတာကကိုယ်မှာအပြစ်တွေရှိနေတာကို မရှိတဲ့သဘောမျိုးဟန်ဆောင်ဖုံးကွယ်ခြင်းတာပေါ့နော်ကိုယ်မကောင်းတာတွေကိုကောင်းတဲ့ပုံစံမျိုးဖန်းခြင်းတာပေါ့မာယာဆိုတာဟုတ်လားတာထေရဆိုတာကြတော့သူကဘာအောင်ဆိုကိုယ်မှာမရှိတဲ့ဂုံကိုရှိတဲ့ပုံစံမျိုးဖန်းတာ သူကတမျိုးเนาะမတူဘူးเนาะမာယာနဲ့တာထရာကเนาะစာမတက်ဘဲနဲ့တက်သလိုသီလမရှိဘဲနဲ့ရှိသလိုเนาะစိတ်တွေမငြိမ်းအေးဘဲနဲ့ငြိမ်းအေးနေသလိုဟုတ်လားအဲ့လိုမျိုးကို့မှာတကယ်မရှိတဲ့အကုန်ကို ရှိသလိုလိုနဲ့ဟိတ်ကြီးဟန်ကြီးလှုပ်ပြီးတော့နေတာကိုဘာခေါ်တော့တာထရာမာယာကဘာတော့မာယာက ရှိတဲ့အပြစ်ကို ဖုံးကွယ်ခြင်းတာဟုတ်လားတာထရာကမရှိတဲ့ဂုံကိုဖော်ခြင်းတာ ဟုတ်လားမရှိတဲ့ကောင်ကိုရှိတယ်လို့လှုပ်ချင်တာဒါတွေဟာစိတ်ရဲ့အညစ်အကြေးတွေပဲတဲ့နောက်ပြီးတော့ထမ္မတဲ့စိတ်ဓာတ်တွေကြမ်းတမ်းခက်ထန်မနှူးညံ့မှုမပျော့ပြောင်းမှုเนาะစိတ်တွေကြမ်းတမ်းခက်ထန်နေတာအဲ့လိုနေသားမျိုးကပြောလိုက်ရင်လည်းစကားကြမ်းပဲအမူအရာလည်းကြမ်းတမ်းနေမှာပေါ့စိတ်တွေကကြမ်းနေတာကိုနောက်တာရံပါတဲ့ချုပ်ချယ်လိုတာနောက်သူများကိစ္စမှာဝင်ပြီးတော့စွတ်ဖက်ခြင်းတာချယ်လဲခြင်းတာနောက်သူများကို ကို့အလိုကြဖြစ်စေခြင်းတာဟုတ်လားသူများဘဝတဲကို အခုစိတ်တိုင်းကျဝင်ပြီးတော့ခြေလေခြင်းနေတာဒါမျိုးတွေလည်းအများကြီးရှိရနော်လူတွေမှာอืมအဲ့ဒါကိုဘာခေါ်တော့စိတ်ရဲ့အညစ်အကြေးလို့မြတ်စွာဘုရားဟောတယ်။နောက်မောက်မှာထောင်လွှားတာမမာနပေါ့။မာနကြတော့မြတ်စွာဘုရားနှစ်ပိုင်းတောင်ဟောတယ်။မာနအတ္တိမာနမာနဆိုတာရိုးရိုးမာနကြီးအတ္တိမာနဆိုတာကလွန်လွန်ကဲကဲကို မာနကြီးတဲ့တိတိတာတာထင်ထင်ရှားရှားပေါ့နော်။อืมပြီးတော့ဘာလို့မဒပမာဒမဒဆိုတာရှင်မိုးတာ။ ကိုယ့်ရဲ့အခြေအနေလေးကိုတော့အဟုတ်ထင်ပြီးတော့ကိုယ့်ဟာနဲ့ကိုယ်တာယာနေရှင်မူးနေတာဒါစိတ်ရဲ့အညစ်အကြေးတဲ့နောက်ပမာဒဆိုတာမေ့လျော့နေတာနောက်သူတော်ကောင်းတရားတွေကိုမေ့လျော့တယ်နောက်ဒါနသီလသမာဓိပညာကုသိုလ်တရားတွေကိုမေ့လျော့တယ်ကိုယ့်ခန္ဓာရဲ့အနိစ္စဒုက္ခအနတ္တသဘာဝအမှန်တွေကိုမေ့နေတယ်ဥခြင်းတာခြင်းသိခြင်းဒီအမှန်တရားတွေကိုမေ့နေတယ်ပမာဒရဲ့နေပဲလဲကြည်ကြီးပဲ ဲ့ဒါတွေကဘာတွေလဲလို့မေးရင်စိတ်ရဲ့အညစ်အကြေးတွေတဲ့16မျိုးမြတ်စွာဘုရားဟောတယ်နော်ဒီအညစ်အကြေးတွေကိုဘုံဘုံတို့တန်ရှင်းအောင်ဆေးကြောနိုင်မယ်ဆိုရင်တော့စိတ်ကဖြူရှင်တဲ့အတွက်ကြောင့်ကောင်းမွန်တဲ့ဘဝကိုရဖို့လွယ်ကူသွားတယ်လို့အဲ့ဒီတုတ်တံမှာမြတ်စွာဘုရားဟောတယ်ဟုတ်လားဒါကြောင့်ကိုယ့်ရဲ့စိတ်ကလေးကိုကြည်လင်အောင်တန်ရှင်းအောင်အပြစ်ကင်းအောင်မလုပ်ဖို့လို့တော့ကြိုးစားအားထုတ်ဖို့လိုတယ်ပေါ့ဟုတ်လားအဲ့တော့ဒီနေရာမှာစိတ်ဖြူရှင်ဖို့ဆိုတာက နောက်ဘဝကောင်းတဲ့နေရာရောက်ဖို့လောက်ကိုဒါလည်းအရေးကြီးတယ်လို့ဆိုလိုတာမဟုတ်ဘူးเนาะဒီပြစ္ဆုတ်ပံဘဝမှာလည်းပဲကိုယ့်ရဲ့အကျိုးစီးပွားကိုသိမြင်နားလည်ဖို့နောက်တစ်တစ်ပါးရဲ့အကျိုးစီးပွားတွေကိုသိမြင်နားလည်ဖို့အသိဉာဏ်တွေအစဉ်စဉ်မြင့်ပြီးတော့နောက်နောက်ဆုံးတစ္ဆာလေးပါးကိုထိုးထွင်းသိမြင်ပြီးတော့နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်သည့်အထိဉာဏ်ပညာအစဉ်မြင့်ကျင်တယ်ဆိုရင်လည်းပဲစိတ်ဖြူရှင်တန်ရှင်းဖို့လိုတယ်အဲ့ဒါကိုလည်းဘုံဘုံတို့အင်္ဂုတ္တပါဠိတော်ဧကနိပတ်ထဲမှာရသော်ဘုရားဟောပြထားတာရှိတယ် ဥပမာလေးပေးပြီးတော့ဟောတယ်။ယဟန်တို့တဲ့။နော်ရေတွေကနောက်ကျုနေမယ်ဆိုလို့ရှိရင်အဲ့ဒီရေထဲမှာဘာတွေရှိတယ်ဆိုတာကိုမမြင်နိုင်ဘူးမသိနိုင်ဘူးတဲ့။ဟုတ်လားရေကန်လေးတကန်ရေတွေကဝါကျဉ်ကျဉ်နဲ့နောက်ကျနေအနေတွေထားတယ်။တိမ်လားနဲ့လားလည်းမသိနိုင်ဘူး။အဲ့ဒီထဲမှာရှိနေတဲ့ခယူလေးတွေ၊ရောက်သွားလေးတွေ၊ငားလေးတွေ၊ဖားလေးတွေ၊ဒါလေးတွေမြင်ဖို့ဆိုတာလည်းမဖြစ်နိုင်ဘူး။ဘုံဆိုရေကနောက်နေလို့ အဲ့လိုပဲစိတ်ကနောက်ကျနေမယ်နောက်ကမှယာကအစရှိတဲ့နိဝရဏတရားတွေနဲ့နောက်စိတ်ကနောက်ကျနေမယ်ဆိုလို့ရှိရင်အဲ့ဒီပုံကောကိုယ့်ရဲ့အကျိုးစီးပွားကိုလည်းပဲဟုတ်သည့်အတိုင်းမှန်သည့်အတိုင်းမမြင်နိုင်ဘူးတပါးသောသူတို့ရဲ့အကျိုးစီးပွားကိုလည်းဟုတ်သည့်အတိုင်းမှန်သည့်အတိုင်းမမြင်နိုင်ဘူးနောက်သူ့ရဲ့အသိဉာဏ်တွေဟာအစစ်မြင့်လာဖို့ဆိုတာပိုးတောင်ဝေးသွားတယ်နော်တရားတို့တရားမြတ်ကိုရဖို့သိဖို့မြင်ဖို့ဆိုတာဘလို့မှကိုမဖြစ်နိုင်ဘူးတဲ့စိတ်တွေညစ်ညူးနေလို့ရှိရဲ့ ဟုတ်လားနောက်ကျနေတဲ့ရေထဲမှာဘာတွေရှိတယ်ဆိုတာကိုမမြင်နိုင်သလိုပဲလို့ဥမာပေးတယ်။အဲ့ဒီတုတ်တံမှာတော့စိတ်နောက်တယ်ဆိုတာစိတ်တည်ညစ်တယ်ဆိုတာဘာကိုပြောတာလဲဆိုရင်និဝရဏတရား၅ပါးဝင်ရောက်နှိပ်စက်နေတာကိုပြောတာတဲ့ဟုတ်လားရေကန်ကကြည်လင်တန့်ရှင်းနေမယ်ဆိုရင်တော့အဲ့ဒီရေထဲမှာဘာတွေရှိတယ်ဆိုတာဘုံဘုံတို့လွယ်လွယ်ကူကူမြင်နိုင်တယ်ဒီရေကနဲ့တလားတိမ်တလားသိနိုင်တယ် ထဲထဲမှာတည့်ရွယ်လေးတွေကြာနေလဲမြင်နိုင်တယ်ငါးလေးတွေတောင်းနေတာလဲမြင်နိုင်တယ်ဘာဖြစ်လို့တော့ရေရကြည်လဲတန့်ရှင်းနေလို့အဲ့ဒါလိုပဲစိတ်တက်ထဲမှာနိဗ္ဗာန်တရား၅ပါးကင်းကွာလို့ကြည်လဲတန့်ရှင်းနေပြီဆိုရင်ဒီလိုဟာသူ့ရဲ့အကျိုးစီးပွားကိုလည်းမှန်မှန်ကန်ကန် သိနိုင်မြင်နိုင်တယ်ငါဘာလုပ်ရင်ကောင်းမယ်ငါဘလို့ပြောရင်ကောင်းမယ်ငါဘလို့တွေးရင်ကောင်းမယ်မြင်နိုင်တယ်နောက်တပါးသောသူတို့အကျိုးရှိဖို့လည်းပဲဘလို့လုပ်ပေးရရင်အကျိုးရှိမယ်ဒါတွေကိုမြင်နိုင်တယ်သိနိုင်တယ် နောက်ဆုံးအတိညာအစဉ်စဉ်မြင့်ပြီးတော့တာမန်လူတာမန်တတ္တဝါတွေမသိနိုင်မမြင်နိုင်တဲ့တရားတို့တရားမြတ်တွေကိုတောင်ရနိုင်နေလို့မြတ်စွာဘုရားအဲ့ဒီမှာဟောတယ်ဟုတ်လားဒါကြောင့်ကိုယ့်ရဲ့စိတ်ကိုဖြူရှင်ဖို့တန်ရှင်ဖို့ဘုံဘုံတို့တွေဟာမှန်ကန်တဲ့နိလန်းတွေကိုအသုံးပြုပြီးတော့ကြိုးပမ်းအထောက်ဖို့မလိုဘူးလားလိုတယ်နော်စိတ်အညစ်အကြေးကင်းဖို့ရာကအလွန်ရေးကြီးတယ်ပေါ့ရုပ်အညစ်အကြေးကင်းဖို့ရာကထိလောက်ကြီးအရေးမကြီးဘူးပေါ့ဒါကြောင့်ရှေးပညာရှိကြီးတွေရေးခဲ့တဲ့ကာထာလေးတစ်ပုဒ်ရှိတယ် ကာယီမလံမူပိခာယစိတ်တိမလံစဒောဝတုစိတ်တိဟိနေမလီတံတော ပုတိကာယောပိပူဇိတောကာယီမလံမူပိခာယကိုမှဖြစ်နေတဲ့အညစ်အကြေးကို လေးလျူရှုပြီးတော့စိတ်တိမလံစဒောဝတုစိတ်မှဖြစ်နေတဲ့အညစ်အကြေးကိုပြောင်းစင်အောင်ဆွေးကြောပါတဲ့စိတ်တိဟိနေမလီတံတော စိတ်မှအညစ်အကြေးကင်းသွားပြီဆိုရင်အဲ့ဒီသူတော်ကောင်းကိုပုတိကာယောပိပူဇိတော် ပုသောခန္ဓာပင် ဖြစ်နေပါတော့လည်းပဲပူဇော်တိုက်တယ်တဲ့အလွန်မှတ်သားစရာကောင်းတဲ့အဆုံးအမလေးလို့ဆိုနိုင်တယ်နော်ကိုမှဖြစ်နေတဲ့အညစ်အကြေးကိုလေးလူရှုပါရေမချိုးဟုတ်မျက်နှာမတည့်ရဘူးတန့်ရှင်းမလို့ရဘူးလို့ပြောတာမဟုတ်ဘူးနော်ခန္ဓာကိုယ်ဆိုတာကအညစ်အကြေးတုံးကြီးဖြစ်တဲ့အတွက်ကြောင့်ဘလောက်တန့်ရှင်းရေလှုပ်လှုပ်သူကပြန်ပြီးတော့ညှဉ်းနှွမ်းသွားတဲ့သဘော စုပ်ပဲ့သွားတဲ့သဘော ရှိနေတာပဲအဲ့တော့ဒါကြောင့်သူ့ကိုတော့ ဇာနုံမြင့်ပြောင်းရှင်အောင်လဲဘလို့မှလဲဖုံဖုံတို့လုတ်လို့မရပါဘူးဒါကြောင့်တချို့ကိစ္စတွေမှာလိလူရှုတန်ရှုရမယ်ပေါ့ဟုတ်လားဒါမဲ့စိတ်အငြိအကြေးကိုတော့ဖုံဖုံတို့လိလူရှုလို့မရဘူးတဲ့ပြောင်းရှင်အောင်တန့်ရှင်းအောင်စေကြောတဲ့နေပေါ့စိတ်မှာအငြိအကြေးကင်းလို့ရှိရင်နော်ဘယ်အနေအထားထိတောင်ရောက်သွားတော့ပုံသောခန္ဓာပင် ဖြစ်နေပါတော့လဲပဲပူဇော်လိုက်တယ်ဒီစကားလည်းစဉ်းစားတဲ့အကောင်းတာပဲနော်တကယ်သူတော်ကောင်းတဲ့သူယုံမှာ ရုပ်ပိုင်းဆိုင်ရာကဘာမှကွာခြားတာမဟုတ်သူလည်းပဲသုံးသက်တစ်ခုထားတာမတန်ရှင်းတဲ့နော်အစုအဝေးတွေနဲ့ဖွဲ့စည်းထားနော်သူတော်ကောင်းလည်းမတန်ရှင်းတဲ့သုံးသက်တစ်ခုထားတာနဲ့စုစည်းထားတယ်နော်ရုပ်ပိုင်းဆိုင်ရာကဘာမှထူခြားတာမဟုတ်ဘူးနော်သူတော်ကောင်းရဲ့လက်ကိုဖောက်လိုက်ရင်လည်းသွေးတွေထွက်လာမှာပဲသူယုံမာရဲ့လက်ကိုဖောက်လိုက်ရင်လည်းသွေးတွေထွက်လာမှာပဲထူခြားမှုပါရှိလဲရုပ်ပိုင်းဆိုင်ရာမှာဘာမှထူခြားမှုသိပ်ပြီးတော့မရှိဘူးဟုတ်လား ဒါပေမဲ့ဘာကြောင့်သူတော်ကောင်းလို့ပြောရလဲဘာကြောင့်သူယုံမှလို့ပြောရလဲဆိုတော့ဘာကိုကြည့်ပြောတာတော့စိတ်ကိုကြည့်ပြီးတော့ပြောတာဟုတ်လားဒါကြောင့်ယုတ်အညစ်အကြေးကိုလေးလူရှုပြီးတော့စိတ်အညစ်အကြေးကိုတန်ရှင်းအောင်စေကြောတဲ့နဲ့စိတ်အညစ်အကြေးမြန်တန်ရှင်းသွားခဲ့မယ်ဆိုရင်ပုတ်သော ခန္ဓာပင်ဖြစ်ပါတော့လည်းပဲမလုထိုက်တဲ့ပူဇော်တိုက်တယ်တဲ့သူတော်ကောင်း ဆိုတဲ့အနေအထားကိုရောက်သွားတာအားလို့ပြောတာဟုတ်လားဒါကြောင့်ဒီကနေ့ညတော့ဘုံဘုံက နော်စိတ်အညစ်အကြေးရဲ့တဘာဝတွေကိုပဲကြည်ကြည်ပြန့်ပြန့်ပြောမယ်လို့စဉ်းစားထားနော်အဲ့ဒါဘာဆက်ပြီးတော့ဖုံဖုံပြောရင်တော့ဆိုတော့ဒီကနေ့ညအဓိကပြောရင်တဲ့အကြောင်းအရာလို့ဆိုရမယ်နော်မူလပဏ္ဍတပါဠိတော်မှာလာတဲ့အနင်္ဂနာတုတ်တံဆိုတာလေးကိုဖုံဖုံပြောပြခြင်းနော်နော်အနင်္ဂနာတုတ်တံနဲ့ရှင်သာရိပုတ္တရာကိုရောမြတ်ကြီးဟောခဲ့တာနော်ရှင်မောက္ကလံကိုရောမြတ်ကြီးနဲ့အမေးဖြေပြုတ်ပြီးတော့ဟောတာနော်အနင်္ဂနာတဲ့ နာ အင်္ဂနာအင်္ဂနာဆိုတာအညစ်အကြေးနာဆိုတာမရှိတာပေါ့နော်အဲ့တော့အင်္ဂနာဆိုတာအညစ်အကြေးမရှိတဲ့သဘောတန့်ရှင်းစင်ကြယ်တဲ့သဘောဟုတ်လားအရမူလပဏာတပါဠိတော်ထဲမှာမှတ်တမ်းတင်ထားတယ်ရှင်သာတိဘုဒ္ဓရာကိုရမြတ်ကြီးကယဟန်နေကိုခေါ်ခဲ့တာအဲ့တော့ယဟန်နေရဲ့ရှေ့မှာလည်းပဲရှင်မာမောကလံကိုရမြတ်ကြီးလည်းရှိတယ်ဟုတ်လားအဲ့ဒါဒါမဲ့ရှင်သာတိဘုဒ္ဓရာယဟန်နေကိုပဲခေါ်ပြီးတော့ဟောတယ်ယဟန်တို့တဲ့ငါရှင်တို့ လောကမှာပုဂ္ဂိုလ်၄မျိုးရှိတယ်အဲ့ဒါကဘာလဲဆိုတော့ကိုယ်စိတ်ထဲမှာအညီအကျေးတွေရှိနေတာကိုအညီအကျေးတွေရှိနေတယ်လို့သိတဲ့ပုဂ္ဂိုလ်ကိုယ်စိတ်ထဲမှာအညီအကျေးတွေရှိနေတာကိုအညီအကျေးတွေရှိနေတယ်လို့မသိတဲ့ပုဂ္ဂိုလ်ဟောနှစ်ယောက်ရှိပြီနော်ခါနောက်နှစ်ယောက်ကဘယ်လိုလဲဆိုတော့ကိုယ်စိတ်ထဲမှာအညီအကျေးမရှိတဲ့သဘောကိုအညီအကျေးမရှိဘူးလို့သိတဲ့ပုဂ္ဂိုလ် ကိုယ်စိတ်ထဲမှာအငြိအကျေးမရှိတာကိုအငြိအကျေးမရှိဘူးလို့မသိတဲ့ပုံကိုပုံကိုဘယ်နှမျိုးတုံး၄မျိုးအငြိအကျေးရှိနေတာကို ရှိနေတယ်လို့သိတဲ့လူရဲ့မသိတဲ့လူရဲ့